ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမယူရဘေး channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ဗိုလ်ရူးနှင့်ရာဟုသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးစန်းစန်းနီဘုံမြမယူရအထောက်အကိန်းစာအုပ်မှာဟောကြားထားသောဗိုလ်ရူးနှင့်ရာဟုသားသမီးများအတွက်2025ခုနှစ်နိုဝင်ဘာလ20ရက်နေ့မှဒီဇင်ဘာလ4ရက်နေ့အထိ15ရက်စာကျန်ပြူဟောစတန်ကိုပြည်ပြည်ဆုံးဆုံးဖတ်ကြားပေးထားပါရစေ။အစီအစဉ်လေးမစခင်မှာတူးစေတနာတူးမြေသားဆိုသလို subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆို ပါရစေအစ်စ်တန်းတိုင်းတရားအောင်လဲဘိနောက်ခေါင်းလောင်းလေးကိုလဲနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် ဘောလုံးသားသမီးများအတွက်15ရက်စာဝေါ်စတန်ယခုကာလအတွင်းမှာဂျီမန့်ချက်အစ်မများကိုလက်တွေ့အကောင့်ထဲဖောင်းနိုင်မယ်အစ်မမြင်အောင်မြင်မှုများရရှိမယ်ငွေကြေးပေးယူကိစ္စများတရရှိရမယ်လက်လွင်နေသောငွေကြေးများလက်ဝယ်ပြန်လည်ရရှိလင်ကစားလှည့်စားခံရခြင်းရတဲ့ရတဲ့သောငွေကြေးများကိုမရရှိသောအနေအထားကြုံရမယ်စက်ပစ္စည်းများယင်ကအစရှိသည်တို့နှင့်ပတ်သက်သောကိစ္စများပြောဆိုဆောင်ရွက်အစဉ်ပြေမယ်မြေကိစ္စနေရာထိုင်ခင်းကိစ္စအတွက်လည်းဆောင်ရွက်အစဉ်ပြေနိုင်မယ်မိတ်ဆွေကောင်းများထံမှထူးခြားသောအကြံဉာဏ်ကောင်းများရရှိမယ်ကာလအတန်း ်ကြားဝေးကွာနေသောသူများနဲ့ပြန်လည်ဆုံစည်းနိုင်ခြင်းရှိမယ်။ညဤညနေဧည့်သည်များကိုလက်ခံခြင်းမပြုလုပ်သင့်ပါ။အထူးသဖြင့်ဘောရူးနေ့စနေနေ့တို့စနေနေ့တို့တွင် ရောက်ရှိလာသောတိုက်ခိုသူများသည်အပူသောကအနောက်ရှေ့ပြဒနာများတည်ဆောင်လာခြင်းရှိမယ်။အိမ်တော်၏ပြဒနာ၊လူမှုရေးပြဒနာ၊စီးပွားရေးပြဒနာနှင့်ဒုက္ခရောက်ရှိသူများအိမ်သို့ရောက်ရှိလာပြီးတညင်းကြီးတညူညူတငုံငူတရေရေဖြစ်နေခြင်းကြောင့်အိမ်တွင်လက်ပိတ်နေရတဲ့စနေနေ့ပစ္စည်းများအဝင်မတော်ပါ။အရဝေးနှင့်ဆက်သွယ်ပြီးလုံသောကိစ္စများနိုင်ငံခြားကိစ္စများ သွင်းအောင်မြင်သောအနေအထားကြုံရမယ်လုပ်ငန်းခွင်မှသူများအဖို့စီကံအလွင်ကြီး၍အရာရာပေါ်တိတိကျကျလောက်ကိုင်းသောသူများနှင့်ပတ်သက်၍စိတ်နှောက်ရှင်းများဖြစ်မယ်နိုဝင်ဘာလ25ရက်26ရက်28ရက်29ရက်ဒီဇင်ဘာလ2ရက်3ရက်4ရက်နေ့များစွာစတင်ဆောင်ရွက်သောကိစ္စတို့ကိုပြည့်မြောက်သည့်အထိအစဉ်ပြေပြေချောချောမွေ့မွေ့နှင့်ဆောင်ကန်းတိုင်းသည့်အထိလောက်ကိုင်းအကျိုးပေးမယ်ဆိုင်ကန်းထားသောခရီးများပြန်လည်ဆောင်ရွက်အစဉ်ပြေနိုင်မယ်စုပေါင်းလုပ်ငန်းများအကျိုးပေးမယ်မိသားစုနှင့်ပတ်သက်သောကိစ္စများအဖွဲ့အစည်းနှင့် ပတ်သက်သောကိစ္စများကိုဆောင်ရွက်အောင်မြင်မယ်။နိုဝင်ဘာလ20ရက်21ရက်22ရက်23ရက်30ရက်နေ့များတွင်ကြိုတင်တွက်ဆ၍မရသောအခက်အခဲများပြဿနာများကိုထိတ်တန့်ရင်ဆိုင်ရမယ်။အပြောက်ရှာအကုန်ကြများပြမယ်။ဂျာဝင်တာဝန်ယူခြင်းအာမခံခြင်းမပြုသင့်ပါ။သူတို့ဘာပြဿနာများကိုထံကုဆတ်ကြရအောင်မယ်။ပိုင်ဆိုင်ထားသောကားဖြစ်စေအိမ်ရှိတွင် ရထားသောကားဖြစ်စေမောင်းနှင်သွားလာသောကားကဘေးမှချိတ်ဆွဲပွတ်တိုက်ခြင်းမျိုးဖြစ်တတ်တယ်။နိုဝင်ဘာလ24ရက်28ရက်ဒီဇင်ဘာလ1ရက်နေ့များတွင်ဝေ ကြေးကိစ္စများပြောဆိုခြင်းအောင်မြင်မယ်အမှုပြဒနာများပြည်လဲအောင်ဖြေရှင်းနိုင်မယ်ဂျန်ခက်ခဲများကိုဖြေရှင်းနိုင်မယ်လူမျိုးခွဲအကျိုးပေးပါတယ်ပညာတတ်နှင့်ပတ်သက်သောတိုးတက်မှုများရှိမယ်ကာလအတန်ကြာဆိုင်ငံထားသောလုပ်ငန်းများပြန်လည်အဆင်ပြေအောင်မြင်အောင်ဆောင်ရွက်နိုင်မယ်အလူမင်္ဂလာကိစ္စများမြစ်တာရေးရာကိစ္စများတွင်အထူးစံပွင့်မယ်အရွယ်လွန်သောလူလွတ်များအဖို့အိမ်တော်ရေးကိစ္စများဆုံးဖြတ်ရမယ်အကျိုးပေးသောအရာအနည်းရောပန်းရောခရမ်းရောကျက်သွေးရောအညိုရောများသည့်ယခုကာလအတော်အတွင်းမှာမိမိရဲ့အတွက်အကျိုးပေးသောအရာ ောင်းများဖြစ်ပါတယ်။တန်ကောင်းစီသောပန်းများမှာကန္နမအဝါရောင်ကြောင်းနှင်းစီဒဇင်ပန်းခွာညိုပန်းဒီဇင်ဘာပန်းများသည်မိမိအတွက်အထူးကောင်းကျိုးပေးသောပန်းများဖြစ်ပါတယ်။ဒီကာလအတွင်းမှာတရုတ်စကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောကနန်းများမှာယခုကာလအတွင်းဘရူးနေမွေးသူအလုံးတို့သည်အတိတ်နမိတ်ထူရရသော၎င်းထူးခြားသောနမိတ်ရ၍ထီထိုးသောအခါတွင်၎င်းညံခွင့်အသုံးချ၍ထီထိုးပါယခုကာလအတွင်းအကျိုးပေးသောကနန်းများမှာနေလေးခွန်ကူကနန်းများဖြစ်ပါတယ်။ရရရစီတမင်းအလူဌာနပြုပါနေရှိ ပြက်နေသော ရေပုံမှန်ဟောင်းများပြင်မှမိသည့်အကျဉ်းများလဲလှယ်တက်စင်မှဘောလုံးသားသမီးများလုံးကိုစိတ်နှဖျားကြံ့မှန်ချမ်းသာကြပြီးကောင်းကျိုးချမ်းသာများပုံမရရှိကြပါစေဘောလုံးသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတင်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ရန်ဦးသားသမီးများတွေ15ရက်စာဟောစံဒီကလာအတွင်းမှာမိတ်ဆွေကောင်းများတိုးပွားမယ်ကြိုတင်ချင့်ချိန်ပြီးစီမံထားသည့်အကြောင်းအရာများအမှန်တကယ်ဖြစ်လာမယ်ပေါ်ပေါက်လာသောအပြောင်းလဲနှင့်တိုးတက်မှုများရရှိမယ်အလောက်ကိစ္စများတွင်အရှုပ်ထွေးများရှိမယ်မူလစီမံထားသည့်များကိုလက်တွေ့အကောင့်တွေပေါ်ရန်ခက်ခဲနေမယ်အမျိုးသမီးမိတ်ဆွေအကြီးကဲတူထမအမျိုးသမီးမိတ်ဆွေအကြီးကဲတူထမထူကြသောအထောက်အကူများရရှိမယ်လက်ဝဲထားရှိသောတင်းလာနှင့်ခြံကားငွေကြော့အစရှိသည့်များဈေးကြခြင်းအရှုံးပေါ်ခြင်းများ ြစ်တတ်တယ်။တောက်ကြနေမွေးသောသူများ၏စကားနားထောင်မိ၍အမာရင်ကြုံရတတ်ပါတယ်။နေအိမ်နေရာထိုင်ခင်းကိစ္စအတွေ့စိတ်ပင်ပန်းလူပင်ပန်းဖြစ်ရတတ်တယ်။ဘိုးဘူးနေမွေးသောသူများထံမှထူးခြားသောအကြံဉာဏ်ကောင်းများရရှိမယ်။အိမ်တွင်ဖြစ်စေဆက်ဆက်နေသောဝန်ကျင်တွင်ဖြစ်စေကြာသပတေးနေ့စနေနေ့မွေးသောသူများရှိပါက၎င်းတို့ကိုယ်တိုင်အလုတ်တိုးတက်မှုရှိမယ်။မျက်စိဒုက္ခပေးတတ်တယ်။စနေနေ့ပစ္စည်းများလက်ဆောင်အဖြစ်ရရှိမယ်။လက်ခံနိုင်ပါတယ်။ထိုကဲ့သို့ဝင်ပြီးထပ်မံလက်ပွင့်မယ်။အရွယ်ရောက်ရှိနေသောသူများထံမှကောင်းသောသတင်းစကားများကြားသိရမယ်။ ယ်မိသားစုလုပ်ငန်းတွင်ဖြစ်စေနေအိမ်တွင်ဖြစ်စေအလုံသမားရေးရာ ပြဿနာများရှိမယ်ကျွမ်းကျင်သူအလုံသမားပြဿနာများရှိမယ်မကျွမ်းကျင်သူအလုံသမားပြဿနာများရှိမယ်အပူလောင်ခြင်းထိရှာခြင်းများဖြစ်တတ်ပါတယ်နိုဝင်ဘာလ25ရက်28ရက်ဒီဇင်ဘာလ2ရက်3ရက်4ရက်နေ့များတွင်မိကောင်းဆွေကောင်းအကူအညီများရရှိမယ်အခက်အခဲများဖြေရှင်းနိုင်မယ်လူမျိုးကွဲအကျိုးပေးမယ်ရွှေဝင်းမယ်မြေနေရာထိုင်ခင်းကိစ္စစကားပြောဆိုမှုအောင်မြင်မယ်ရဝင်းနေဆက်ဆက်နေသောလုပ်ငန်းများမှာကောင်းသောအကျိုးဖြစ်ထွက်မယ်စနေနံထိ ီဖနက်အထဲရရနာကြာတာပြိနံဖန်မှန်ပဲမြို့စုံလုပ်ငန်းတို့မှာအကျိုးမြတ်ကောင်းများရရှိမယ်နိုဝင်ဘာလ20ရက်21ရက်22ရက်23ရက်29ရက်30ရက်နေ့များတွင်ခိုးဝက်ခံရတဲ့တဲ့အိမ်တွင်း၌ပစ္စည်းပြောင်းမယ်တနင်္လာနေ့တောက်ကြနေ့မွေးသောသူများကြောင့်စိတ်နှောက်ရှက်ဖြစ်ရမယ်သူတစ်ပါးကြောင့်ဖြစ်သောပြဿနာများရင်ဆိုင်ဖြစ်ရှင်းရမယ်အိုရင်ကိစ္စအတွေ့စကားများရမယ်ငွေကြေးပေးယူမှဝင်ခြင်းနဲ့စိတ်နှောက်ရှက်ဖြစ်ခြင်းများကြောင့်ရတာပါတယ်နိုဝင်ဘာလ24ရက်26ရက်28ရက်ဒီဇင် ဘာလတရနေ့များတွင်နှောင်းနေနေသောခရီးကိစ္စအဆင်ပြေမည်ခရီးနှစ်ဆင့်သွားရမည်အနောက်တောင်ရက်နှစ်ဆက်ဆက်၍လုံသောလုပ်ငန်းတို့မှထူးခြားသောအကျိုးဖြစ်ထွက်မည်ရဝင်းမာရဲ့သည်များရောက်ရှိခြင်းရှိတယ်အနောက်ရက်မှအမျိုးသမီးတဦးကကူညီခြင်းပြုမည်ငွေကြေးကိစ္စစကားပြောဆိုရခြင်းများအောင်မြင်မည်အပြိုင်ဆိုင်များကြောင့်မှတလန်းများရှာဖွေရမည်ရွှေလဝတ်ရတနာများဝင်ခြင်းရှိပါသည်အကျိုးပေးသောအရာအစိမ်းရောင်အဖြူရောင်မိခိုးရောင်အပြာရောင်အဝါရောင်တို့သည်ဒီကာလအတွင်းအရေးကြီးသောလုပ်ငန်းများဆောင်ရွက်ရာတွင်ဝတ်စ ဆင်းသုံးဆွဲအပ်ပါတယ်။တောင်ပွင့်လက်ပွင့်စည်း၍ထူးခြားသောအောင်မြင်မှုများရရှိစေပါလိမ့်မယ်။ကံကောင်းစေသောပန်းများမှာဒဇင်ပန်း၊စပယ်ပန်း၊တစ္ဆပန်းအဖြူရောင်၊တပြေပန်းတို့သည်ဒီကာလအတွင်းကံပွင့်လက်ပွင့်စည်းသောဓပန်းများဖြစ်ပေရာဖျားပန်းကလူချင်းနေအိမ်ဆိုင်ကအလောက်ခန်းတို့တွင်အလဆင်ပန်းအိုးထိုးခြင်းများပြုလုပ်ပါ။ဒီကာလအတွင်းမှာတိရုပ်စကားပန်းဖျားမလူကောင်းမှာအကျိုးပေးသောခဏများမှာယခုကာလအတွင်းဘိုးရုံးနှင့်ညနေပိုင်းမွေးသူအားလုံးတို့သည်အတိတ်နမိတ်ထူးခြားရသော၎င်းထူးခြားသောနမိတ်ရ၍ထီထူးသောအခါတွင်၎င်းညာခွင့်အ သုံးချ၍ကြီးထို့ပါယခုကာလအတွင်းအကျိုးပေးသောကဏ္ဍများမှာကိုတိနှစ်လေးကဏ္ဍများဖြစ်ပါတယ်ရရရဖျားကြောင်းဇရတ်တို့တွင် အသုံးပြုမိဥပနတ်ဒါနာပြုပါငချိတ်ပေါင်းပဲပြုံနဲ့ကြက်သွင်းကြောစားသုံးကမြောက်ရက်မျက်နှာမူကလိုရာဆန္ဒပြုပါရာဟုသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကောင်းချိုးချမ်းသာများပုံမရရှိကြပါစေရာဟုသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော် ကျေးဇူးတင်ပါတယ်ညီမရိုးရပါရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများ အပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်ချင်းတပြေးညီပုံမှန်တင်ဆက်ပေးနေလို့ညီမရိုးရပါရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်